င်ချမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ဗီဒီယို NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့အချမ်းပတ်စစ်တပ်ကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပိတ်ဆို့ထားတယ်လို့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပြောကြားတဲ့အကြောင်းအရာဖြစ်ပါတယ်ဂျမစစ်တက်ကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပိတ်ဆို့ထားတယ်လို့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့မှာကျင်းပနေတဲ့တရား50တကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်စည်းဝေးတွေကိုတက်ရောက်နေတဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်ဖွဲ့ဟာမနေ့ကအောက်တိုဘာလ22ရက်က Safe Garden Humanitarian Action in Times of M Conflict Council နဲ့ပြုလုပ်တဲ့ PP ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအားလေးစားလိုက်နိုင်ရဲ့မြင့်တယ်မှုကော်မတီအစည်းအဝေးမှာခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ဂျမစစ်တဲ့လေကြောင်းတိုက်ခတ်မှုတွေနဲ့ကြံဖတ်မှုတွေကြောင့်ဆိုးရွားနေတဲ့မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေကိုမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကရှင်းလင်းတင်ပြခဲ့တာလည်းဖြစ်ပါတယ်။ဒီစည်းဝေးမှာမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဒေါက်တာဝင်းမြတ်အေးကပြည်ပခန့်တွေကြောင့်နေရဲဆုံးခွာနေရမှုကြံဖတ်မှုတွေခံစားနေရတာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေမှုအခြေအနေဂျမစစ်တက်ကလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်ကြံဖတ်မှုတွေလှုပ်ဆောင်နေတဲ့အခြေအနေတွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါဗျာ။ ဂျမ်ဘတ်စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်ဆေးရုံစာသင်ကျောင်းတွေနဲ့ဘာသာရေးအဆောက်အုံတွေပြတ်စီးနေရတာနဲ့ဂျမ်ဘတ်စစ်တပ်ကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပိတ်ဆို့ထားတဲ့အခြေအနေတွေကိုရှင်းလင်းတင်ပြခဲ့ပြီးဂျမ်ဘတ်စစ်တပ်ရဲ့ပြည်ပဆိုင်ရာလူသားချင်းစာနာထောက်ထားမှုစီမင်းတွေကိုချိုးဖောက်နေတာတွေကိုထောက်ပြခဲ့တယ်လို့လည်းသိရပါဗျ။ဒါပြင်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာဘရာဇီး၊ဘယ်လ်ဂျီယမ်၊ပိုလန်၊ဖိလစ်ပိုင်နိုင်ငံတို့ကလွှတ်တော်ကိုယ်စားလှယ်တွေနဲ့တီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တာရှိတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ထားပါဗျ။ ဒီကနေ့အော်တိုဘာလ22ရက်နေ့မှာဆိုရင်မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဒုတိယခေါင်းဆောင်ဒေါ်စင်မအောင်ကညီလာခံရဲ့ General Debate Season မှာမိန့်ခွန်းပြောကြားမယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့စေယုစုဟာသူတို့ကိုစန့်ကျင်နေသူတွေကွဲပြောက်သွားစေတဲ့နည်းစနစ်တကျကျင့်သုံးနေတယ်လို့ကုလဆိုင်ရာမြန်မာတပ်မကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။စေယုစုဟာသူတို့ကိုစန့်ကျင်နေသူတွေကွဲပြောက်သွားစေတဲ့နည်းကိုစနစ်တကျကျင့်သုံးနေတယ်လို့ကုလဆိုင်ရာမြန်မာတပ်မကြီးဦးကျော်မုံထွန်းကပြောကြားလိုက်ပါတယ်။ ူလသမကလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရင်းချင်းမှုရေးရာကော်မတီရဲ့အတင်းအကျပ်ပြောက်ွယ်စေခြင်း enforce disappearance ဆိုတဲ့အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်မှာခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။စီယုစုဟာသူတို့ပေါ်မကျေနပ်တဲ့အတန်းတွေစိတ်သုံးသွားစေဖို့ရပ်ဘက်လူမှုဖွဲ့စည်းတွေကိုပြည်ထောင်ပေးဖို့ဒီမိုကရေစီထောက်ခံလှုံ့ဆော်တဲ့စိတ်ဓာတ်ကိုချုံနေမှုဆိုတဲ့ရွေချက်တွေနဲ့ဆီယနာသိမ်းခင်းစဉ်ကစပြီး၄နှစ်တာကာလပတ်လုံး အတင်းအကျပ်ပြကွယ်စေခြင်းဆိုတဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေကိုစနစ်တကျကျူးလွန်ခဲ့တယ်လို့ကုလဆိုင်ရာမြန်မာတမကြီးကရှင်းလင်းပြောကြားခဲ့ပါတယ်။ခုလိုထိတ်လန့်စရာကောင်းတဲ့ခြင်းစဉ်တစ်ခုလို့ကျင်းသုံးနေတဲ့အတင်းအကျပ်ပြကွယ်စေခြင်းဟာရှားပါရာဇဝမှုမဟုတ်ပဲစေုပ်စုဘက်ကစနစ်တကျတွက်ချက်အုံချနေတဲ့စစ်မလက်နက်တစ်ခုဖြစ်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်။စေုပ်စုဟာသူတို့ကိုစန့်ကျင်ကန့်ကွက်သူတွေကိုဖိနှိပ်ဖို့တရားလက်လို့ဗန်းစည်းချုပ်နှောင်တာမြန်မာနိုင်ငံတာနဲ့တက်ကြွလှုပ်ရှားသူတွေ ငငယ်ကောင်းဆောင်တွေနဲ့တရင်တောက်တွေပါဝင်ရတားပြည်သူတွေပေါ်အတင်းအချက်ပြောက်ကွယ်စေခြင်းဤကိုအသုံးချနေတယ်လို့လူလက်တော်စုံစမ်းစစ်ဆေးမှုရန်တရားရဲ့အချက်လက်တွေကသိရပါတယ်။ဒီဖြစ်စဉ်အများစုမှာဆိုရင်ဖန်ဆီးခံထားရသူတွေရဲ့အခြေအနေတွေနဲ့သူတို့ရောက်နေတဲ့နေရာကိုမသိစေဖို့မိသားစုတွေရှင်နေတွေနဲ့ဆက်သွယ်ဖြတ်တောက်ထားတယ်လို့မြန်မာနိုင်ငံဆိုင်ရာလူလက်တော်စုံစမ်းစစ်ဆေးမှုရန်တရားအဖွဲ့ကအသိပေးထားပါတယ်။ ဆက်သွေးလမ်းကြောင်းတွေနဲ့တွေ့ဆုံခွင့်လမ်းကြောင်းတွေကိုပြတ်တောက်ထားတာဟာနင်းနာသူတွေရဲ့ဆင်းရဲပြကွယ်သွားစေဖို့နဲ့အကာအကွယ်မရစေဖို့အပါအဝင်အလွဲသုံးစားပြုသူတွေအောက်မှာထိရှားလွယ်စေဖို့စီယုစုဘက်ကရွယ်ချက်ရှိရှိနဲ့လှုံ့ဆော်နေတဲ့နီးပြူဟာတွေလို့ကုလဆိုင်ရာမြန်မာတပ်မကြီးကစီဝေးတရောင်းလာသူတွေကိုပြောကြားခဲ့ပါတယ်။ဒီလိုလုံနေတာအချိန်ကြာမြင့်လာတာနဲ့အမျှ ခုလိုကြီးလေးတဲ့ရာဇဝမှုတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာနိနာသူတွေအပေါ်တွင်မဟုတ်တော့ပဲဥပဒေစီးပွားရေးနဲ့စိတ်ပိုင်းဆိုင်ရာကျဆင်းမှုတွေရင်ဆိုင်နေရသူတွေရဲ့မိသားစုဝင်တွေနဲ့တိုင်ဝမ်ထိရိုက်ခတ်လာနေပြီလို့လည်းသိပေးခဲ့ပါတယ်ဒီအချက်ပြောင်းခွဲစီတဲ့ရက်ဆက်ချမ်းချမှုတွေကျူးလွန်နေတဲ့တရားခန့်ဟာဆေးဥစုဖြစ်ပြီးသူတို့ရရှိနေတဲ့ပြည်ရန်ကင်းလွတ်ခွင့်ကိုအပြည့်အဝအသုံးချနေပြီးရသားပြည်သူတွေအပေါ်စနစ်တကျဆက်လက်တိုက်ခိုက်နေတယ်လို့လည်းပြောကြားခဲ့ပါတယ် ရေအစုကလုံးမဲ့အထူးရွေးကောက်ပွဲကိုထောက်ခံတာဟာအတင်းချက်ပြောက်ွယ်စေခြင်းဆိုတဲ့ရာဇဝမှုကိုထပ်ပြီးကျူးလွန်ခွင့်ရစေဖို့ခွင့်ပြုပေးရာရောက်မှဖြစ်တဲ့အတွက်ရေအစုကလုံးမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်တာတွေချက်ချင်းလုံဆောင်ကြဖို့အစည်းအဝေးတရောက်လာတဲ့နိုင်ငံတွေကကိုယ်စားလှယ်တွေကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သတ်မှတ်ချက်ဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားခဲ့ပါတယ်ရှင်ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ ပါရမတာရီနဲ့ရက်သားတွေကိုတက်ဖြတ်နေတဲ့စစ်တပ်ဟာနျူကလ িয়ার စွမ်းအင်ကိုလည်းလက်နက်ဖြင့်အသုံးပြုလိုက်မယ်လို့ကုလဆိုင်ရာမြန်မာသံမက်ကြီးသတိပေးတဲ့သတင်းဖြစ်ပါတယ်။ပန်းဖြီရမအသုံးပြုတဲ့ပါရမတာတွေကိုလက်နက်ဖြင့်အသုံးပြုပြီးရက်သားပြည်သူတွေကိုတက်ဖြတ်နေတဲ့မြန်မာစစ်တပ်ဟာနျူကလ িয়ার စွမ်းအင်ကိုလည်းလက်နက်ဖြင့်အသုံးပြုလိုက်မယ်လို့ကုလဆိုင်ရာမြန်မာသံမက်ကြီးဦးကျော်မုံထွန်းကသတိပေးပြောကြားလိုက်ပါတယ်။ချိန်၈၀မြောက်ကုလသမဂ္ဂထွေထွေညီလာခံ က်နက်ဖြတ်သန်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီရဲ့နျူကလ ியர் လက်နက်ဖြတ်သန်းရေးဘာသာရဲ့မူဝါဒရေးရာဆွေးနွေးပြောကြားမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အမတ်ကြီးဦးကျော်မိုးထွန်းကခုလိုသတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ဂျမစီယုစုကရတားရီပေါ်ရာဆွေးမှုတွေနဲ့ပြင်းမဲ့ခွဲခြားခြင်းမရှိတဲ့လေကြောင်းတိုက်ခတ်မှုတွေပိုပြီးကျူးလွန်နေခြင်းမှာစီယုစုကနျူကလ ியர் လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတကာနိုင်ငံနဲ့ပေါင်းပြီးနျူကလ ியர் စွမ်းအင်အစီအစဉ်ဆိုတဲ့အမည်တပ်ပြီးဆောင်ရွက်နေတာဟာ ဆိုရင်ရတဲ့အခြေအနေလို့စီဝေတရောင်လာသူတွေကိုသတိပေးပြောကြားခဲ့ပါတယ်။နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရန်ဆိုတဲ့အယူဆဟာဂျမတ်စီယုတ်စုနဲ့စန့်ကျင်ဘက်ဖြစ်နေတယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်။မြမရင်းနဲ့ပတ်သက်လို့အာဆီယံရဲ့သဘုံသဘောတူညီချက်၅ရဲ့အပြင်ကုလသမဂ္ဂလူမျိုးရေးကောင်စီဆုံးဖြတ်ချက်နေ669အပါအဝင်ကုလသမဂ္ဂဖွဲ့စည်းတွေရဲ့ဆုံးဖြတ်ချက်တွေကိုချိုးဖောက်နေတဲ့အချမ်းမစစ်တပ်ဟာ IAEA ရဲ့ဘေးအန္တရာယ်ကင်းရှင်းဆိုင်ရာစီမင်းတွေကိုလည်းချိုးဖောက်မှာပဲလို့လည်းကုလဆိုင်ရာမြန်မာသံမကြီးကထပ်ပြီးသတိပေးခဲ့ပါတယ်။ တရားမဝင်လက်နက်ဝယ်ယူရေးလုပ်ငန်းတွေကိုလွယ်ကူစေဖို့လုပ်ပေးနေတဲ့စီအုပ်စုနဲ့သူတို့လက်အောက်ခံတွေဟာတရားမဝင်နျူကလ িয়ার လုပ်ငန်းတွေကိုလည်းအလွယ်တကူလုံလာကြောက်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။စီအုပ်စုကစီစဉ်နေတဲ့တူယောင်လေးညာရွေးကောက်ပွဲကိုပံ့ပိုးမဲ့နိုင်ငံတကာအထောက်ပံ့ဒါမှမဟုတ်အကူအညီပေးမှုတွေဟာအန်ရရှိတဲ့နျူကလ িয়ার ဟီမန်ချက်တွေအကောင့်ထဲပေါ်နိုင်ရေးစူးစမ်းနေတဲ့စီအုပ်စုအတွက်တဆင့်တိုနီကက်သွားစေမယ်လို့လည်းကုလဆိုင်ရာမြန်မာသံတမန်ကြီးကထပ်ပြီးသတိပေးပြောကြားခဲ့ပါတယ်။မတော်တဆပဲဖြစ်ဖြစ်မရည်ရွယ်ပဲဖြစ်ဖြစ်ရည်ရွယ်ချက်ရှိရှိပဲဖြစ်ဖြစ် နျူကလ িয়ার လက်နက်ကိုတစ်ချိန်တစ်ခါအသုံးပြုလိုက်တာနဲ့လူတွေနဲ့တဘာဝပတ်ဝန်းကျင်ပေါ်ပျက်စီးဆုံးရုံးစေမဲ့အကျိုးဆက်တွေဖြစ်လာနိုင်တာကြောင့်နျူကလ িয়ার လက်နက်အသုံးပြုခြင်းကနေကာကွယ်နိုင်ရေးတခုတည်းသောအာမခံချက်ဟာလုံးဝဖျက်သိမ်းဖို့သာဖြစ်သည်ဆိုရက်မြန်မာနိုင်ငံရဲ့ရည်တည်ချက်ကိုမြန်မာသံတမကြီးကခိုင်ခိုင်မာမာပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার လက်နက်ဖျက်သိမ်းရင်ကောင်းစေနဲ့ဆုံးဖြတ်ချက်အဆိုမူချမ်းတည်းရဲ့တင်သွင်းထားပြီးဖြစ်တဲ့အတွက်ဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ဒီအဆိုမူချမ်းကိုထောက်ခံကြဖို့နဲ့ပူးတွဲအဆိုရှင်ဖြစ်ပါဝင်ကြဖို့မြစ်တာရက်ခံထားပါတယ် ရှေ့တောင်အာရှနျူကလ িয়ার လက်နက်ကင်မဲဆောင်စာချုပ်ဖွဲ့ဝင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার လက်နက်ကင်မဲဆောင်တွေကနျူကလ িয়ার လက်နက်တွေကိုစန့်ကျင်တဲ့ကမ္ဘာလုံးဆိုင်ရာစံနှုန်းတွေကိုပိုပြီးခိုင်မအောင်ပတ်မိုးပေးနိုင်လိမ့်မယ်လို့ယုံကြည်ထားပြီးစာချုပ်မှာလက်မှတ်ရေးထိုးမဲ့ဒီမော့လက်စတေနိုင်ငံကိုလည်းကြိုဆိုထားပါတယ်မြန်မာနိုင်ငံအနေနဲ့ရွေးကောက်ခံရတဲ့အစိုးရလက်ထက်ကနျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW နျူကလ িয়ার ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ Convention CNS နျူကလ িয়ার ပစ္စည်းများရုပ်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ Convention CPPNM နဲ့ CTBT တို့ကိုတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး TPNW ကိုတည်ပြုဖို့ IAEA ရဲ့နောက်ဆက်တွဲစာချုပ်ကိုတောင်းဝင်စေဖို့နဲ့ Modified Small Quantity Protocol MSQP ကိုလိုက်နာမယ်ဆိုတဲ့အစီအစဉ်တွေအလုံးဟာ2021ခုနှစ်မှာဖြစ်ခဲ့တဲ့တရားမဝင်အကြမ်းဖက်ဆီယနာတိုင်းမှုကြောင့်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio Energy သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။